ကဲဒီနေ့ငွေတော်နမကနာဘဝတဘာတောရှိကွယ်လုံးတော်တဲ့တကကြီးဥလာမင်းအမကြီးဆွေခေကမကြီးတို့ကြီးမိသားစုကကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတဲ့အခါမှာဒီလိုအနေနဲ့ပြဇော်ဘုရားအင်္ဂုတ္တရနိကေနောကနိတ္တမှာဟောကြားထားတဲ့ဗလာတုတ္တံကြီးကိုအခြေခံပြီး တရားစနာလေးနိုင်ငံမြောက်ပြီးပူဆိုးပြီးမှဖြစ်ပါတယ်เนาะလောကနိဗ္ဗာန်ဘလာတုတ်တံနဲ့တရားကောင်းစဉ်အနေနဲ့မချင်တော့စွာအာကိုရောက်ပြီးမကြောက်လို့ပဲဒီကောင်းမထားလို့ရပါတယ်စွာအာကိုရောက်ပြီးမကြောက်တဲ့မြတ်စွာဘုရားကအိဘလာတုတ်တံမှာအကြောင်းနဲ့အကျိုးနှစ်ခုကိုပြထားတာရှိတယ် ဒါကလားဆိုတဲ့စကားကမတိတာလားတကယ်တော့ဒါလားဆိုတာစွမ်းအားတတိပဲနော်စွမ်းရင်တစ်ခုပေါ့လေနော်အဲတော့မြတ်စွာဘုရားဗလာတုတ်တံမှာပြောဆိုဗလာလေးမျိုးကိုပြတယ်စတားလေးမာလီဘိက္ခူဗလာကြီးရန်တို့ဗလာလေးမျိုးစွမ်းအားစွမ်းအင်လေးမျိုးရှိတယ်အဲဒါပါလဲဆိုနံပါတ်၁ကပညာဗလာနံပါတ်၂ကဝိရိယဗလာနံပါတ်၃က အနာဝဇဗလာနံပါတ်၄ကတင်္ခဟဗလာသူပြီးတော့အိတ်တုတ္တံမှာစွန့်ရင်စွန့်အဗလာလေးမျိုးဒါအကြောင်းတရားကြီးနဲ့ဟောထားတာပေါ့နံပါတ်၁ဖြစ်တဲ့ပညာဗလာပညာလို့ပြောလို့ရှိရင်အများကြီးသိကြတယ်လောကကြီးနဲ့ဆိုရင်အစာပေးတကြလာတယ်ဘွဲတွေဂုံတွေရှိကြတာကိုပညာတတ်တယ်ပညာတတ်တယ်လို့သုံးကြတယ်ဒါလောကရဲ့တမချက်ပေါ့ ။မြတ်စွာဘုရားရဲ့တမထေတော်ပညာဆိုတာပဂါရိနဇာနာတိတိပညာအစိတ်စိတ်မွားမွားကိုထိုးထွင်းပြီးတည်အောင်ပညာလို့ဘုရားကအဲ့လိုအဓိပ္ပာယ်ဖော်ဆိုတယ်။အဲ့တော့ပညာဘဏ္ဍာမြတ်စွာဘုရားဟောတာဘာလဲဆိုတော့ကရမကရမဆိုတဲ့အကြောင်းအကျိုးကိုခွဲခြားသိတာကုသိုလ်အကုသိုလ်ကိုခွဲခြားသိတာ မင်းညစ်တဲ့တရားဖြူစင်တဲ့တရားဒီလိုကိုအကြောင်းကျိုးဒီလိုလည်းခွဲခြားသိတယ်တော့မိဝဲထိုက်တဲ့တရားမမိဝဲထိုက်တဲ့တရားလုံရမည်တရားလုံရမည်တရားဒီလိုဆက်တဲ့ဖြစ်ခွဲခြားစိတ်ဖြာသိတာကိုပညာကိုမြတ်စွာဘုရားကဤပလာတုတ္တံမှာကျင်းဟောရတာရှိတယ်ဓမ္မိတို့တန်တံမှာဒီပညာစွမ်းအားတစ်ခုရှိနိုင်တယ်ပေါ့လေဟုတ်တယ်မလား ူဖြစ်ပြီးဆိုရင်ဒါလူဖြစ်သည့်အလျောက်အကြောင်းအကျိုးအကောင်းဆုံးဆိုတာသိရကြပါလေ။ဒါစပြောလို့ရှိရင်ကုသိုလ်အကုသိုလ်ပေါ့လေ။နော်။ဒါမိဝဲတဲ့မိဝဲတဲ့လူတင်မလို့တဲ့ဒီလိုဆွမ်းအားနေပညာတရားတွေဝိရတန်တာမှာရှိကြတယ်။ကိုယ့်ကိုပြန်မေးကြည့်မျိုးထွက်တယ်။အပြေထွက်တယ်ဟုတ်တယ်မလား။ဝိရတန်တာမှာပညာဆွမ်းအားမရှိဘူးလားဆိုတော့ရှိတယ်။ ဟုတ်တယ်မလားအဲ့ဆိုမြတ်စွာဘုရားပြောခြင်းနဲ့စွန့်အင်ဗလာလီမူထဲမှာမိတို့မှာပညာဗလာတခုရှိတယ်ဆိုတာလေတည်ထားရမယ်နော်နောက်တစ်ခုတက်လာတဲ့တခုကဝိရိယဗလာအဲ့လိုမိမိတို့မှာပညာစွန့်အောင်ရှိပြီဆိုရင်လည်းရက်နေတော့မရသေးဘူးနောက်ဝိရိယဗလာဆိုတဲ့ကြိုးစားအားထုတ်ဖို့စွန့်အင်လေရှိလို့လို့တယ်ဟုတ်တယ်မလားဒီလောကမှာလို့ရှိလို့စာပေတွေတက်ကြတာပေါ့ စာရင်းတက်ပြီးဘာမှမလုပ်ဘူးဆိုလို့ရှိရင်မိမိတက်ထားတဲ့စာပေတွေကလကားလို့ဖြစ်သွားတာဟုတ်တယ်ဗျာမိမိတက်သေးတဲ့စာပေတွေကိုကိုယ်တက်ပဲဖြစ်ဖြစ်အတ္တဟိတပဲပြောပြောအများအတွက်ပရဟိတပဲပြောပြောကောင်းမှုဆိုအသုံးချလို့မျိုးရှိဒါအကျိုးဖြစ်ထွန်းတော့တာပဲလေအဲ့တော့ဘုရားရှင်ပြလိုက်တဲ့ပထမဆုံးပညာဘလောက်ဒါမိမိတို့မှာရှိကြတယ်ပထမတက်လာမဲ့ဟာတော့ဝိရိယဘလောက် ဒီပညာပဓာရှိနေလို့ရှိရင်မရက်တက်ပဲနဲ့ဆက်ပြီးတော့ကြိုးစားအထူးကြောင်လို့လေဆိုတာမြတ်စွာဘုရားကဝိရိယပဓာကိုပြတယ်။ဒီဝိရိယပဓာကြိုးစားအထူးတဲ့ဘက်မှာလည်းဒါကောင်းတာမကောင်းတာလို့တင်လို့လိုက်တာလေခွဲခြားစိတ်ဖြာပြီးတော့မကောင်းတာကိုရှောင်ကြဉ်ကောင်းတာကိုကြိုးစားအထူးခြင်းဒါဝိရိယပဓာပဲ။အဲ့တော့ဒီကြိုးစားအထူးလို့ဝိရိယပဓာလေမိလို့တန်တန်ကမိလို့မရှိကြဘူးလားဆိုတော့ရှိတယ်ဟုတ်တယ်မလား လူလူချင်းချင်းပြည်ပြဌာနာကျိုးစားမှုရှိမရှိပဲ။ဟွာသွားတာပေါ့လေ။အထက်တော့ဒီဝိရိယပါလာပါလေ။ပြီးတော့မှရှိကြတယ်နော်။ဒါမှမဟုတ်ပြန်ကအကြောင်းတရားတွေထည့်ပြလိုက်တော့ပြီးတော့မှပညာပါလာမရှိဘူးလား။ပညာစွမ်းအားမရှိဘူးလားဆိုတော့ရှိတယ်။ဝိရိယစွမ်းအားဝိရိယစွမ်းရည်မရှိဘူးလားဆိုတော့လည်းရှိတယ်။ဒီနှစ်ခုရှိနိုင်တယ်။နောက်တစ်ခုတက်လာမယ့်အခါမှာအနာဝဇ္ဇဗလာတဲ့နော်။ အပြစ်ကင်းစင်ခြင်းဆိုရယ်ဆွမ်းအားပေါ့နော်အပြစ်ကင်းခြင်းဆိုရယ်ဆွမ်းအားဒါကံသုံးပါးနဲ့ပဲဆိုင်တော့ကံသုံးပါးလုံးကိုယ်မှာအပြစ်ကင်းတယ်ဆိုလို့ရှိရင်နာဝစာဘလာဖြစ်သွားတာပဲအဲကြည့်ရလို့ရှိရင်ဘုရားရှင်ကပညာကိုဘလာဘာလို့ဘလာဆွမ်းအင်လို့ခေါ်တာလဲဝိရိယကိုဘာလို့မျက်စောပြန်ကဘလာဆွမ်းအင်ဆွမ်းအားလို့ခေါ်တာလဲပေါ့နောက်စုအနာဝစာဘလာ ပြီးကင်းစင်ခြင်းကဘာလို့စွန့်အင်းစွန့်အားလို့ခေါ်တာလဲပေါ့ဒါလေးတွေဥပမာစဉ်းစားကြည့်ရတယ်မိမိတို့ကအတိပညာတပညာတွေရှိတာလို့ရှိရင်ကိုယ်မှာစွန့်အားရှိပါတာပဲဟုတ်တယ်မလားဒါကိုယ်စွန့်အားတွေရှိတာလေအတတ်တာလေပေါ့နောက်ဝိညာဉ်ကကိုယ်မှာစူးစမ်းအထောက်အမှုတွေရှိတာပြီစူးစမ်းအထောက်အမှုတွေရှိတာလို့အတူကိုယ်မှာစွန့်အားတွေတက်လာတယ်နော်နောက်အနာဝဇ္ဇဘလား ကိုယ်မှာအပြစ်ကင်းစင်နေအပြစ်ရှိဘူးဆိုတဲ့စိတ်ခံစားမှုရှိတာလို့ရှင်လေကိုယ်မှာစွမ်းအားတွေတက်လာတယ်နော်ဒါနံပါတ်3နေနေဆိုရင်တော့အနာဝဆောင်လို့ပြောရတယ်နော်နံပါတ်1ကျတော့ဘုရားရှင်ကသင်္ခဟဗလချင်းမြောက်ထောက်ပံ့တာပေါ့လေနော်ချင်းမြောက်ထောက်ပံ့မှုတွေလူသားမှုတွေလုံးလို့ရှင်လေကိုယ်မှာစွမ်းအားစွမ်းအားရှိသွားတယ်အသင်္ခဟဗလမှာတော့ချင်းမြောက်ထောက်ပံ့မှုတွေမြတ်စွာဘုရားက၄မျိုးချပြရတယ်သူက ဒီဒါနေစာပေယဝဲစဉ်စားအထာစီရမယာဣဒါဆိုနော်ရှင်းရမလို့စကားတဲ့ဒါနပူဇံပေးတော်ဆုကျေခြင်းဖြင့်ရှင်းရတယ်နော်နမနိပေယဝဲစချိုးတာတို့စကားရလို့ဝဲစကားကိုပြောစီခြင်းအဖြစ်လေရှင်းရတယ်တဲ့နော်နံပါတ်3အထာစီရအကျိုးစီးပွားကိုဖြစ်ခြင်းအကျိုးစီးပွားကိုလုံဆောင်ခြင်းအဖြစ်ရတယ် ရှင်းရောက်တာဖြစ်တယ်တဲ့ဘာနာပိုင်တည်းကပါလဲတော့တမန်တော်တာဒီဒီလိုကျွန်တော်ဒီမျိုးကြီးမခွဲကြဘူးဘာသာရေးမခွဲကြဘူးပေါ့လူလူလူဆက်ဆံတာပေါ့လေလူလူတန်ဖိုးထားတာပေါ့လူလူရာသွန်းတာပေါ့အဲ့ဒါလေဒီမြတ်စွာဘုရားကသင်္ခါပလာလေချီးမြှောက်မှုလေအဲ့တော့ချီးမြှောက်မှုကဘုလူလောကထဲကြီးလို့ရှိရင်ဒီစီဥစ္စာကကိုယ်ကြီးပေါ့ထောက်ပံ့တာကိုအများကြီးချီးမြှောက်တယ်လို့ထင်ကြတာဟုတ်တယ်မလား ဒါဘုရားရှင်အဲ့လိုပို့ဘူးနော်ဒီဌာနဆိုတဲ့ပြည့်စုံဥစ္စာမချိမြောက်နေတော့မချိမြောက်နိုင်တော့မှပေယဝဇ္ဇာဆိုတဲ့ချူတာလောစကားကိုပြောတာမျက်နှာဝယ်စကားကိုပြောချင်းရတယ်ချိမြောက်လာရောက်တယ်ဒါအထာစီရသူ့အကျိုးကိုသူ့အကျိုးသူ့ရဲ့ပြည့်စုံရပြည့်စုံကြောင့်မလုံဆောင်ဘူးမလုံဆောင်ဘူးတဏ္ဍာရီရှင်သူ့ရဲ့ကောင်းကျိုးကိုဖြည့်ဆည်းပေးတာဒါလည်းဘုရားရှင်ကချီးမြှောက်လာရောက်တယ်တဲ့အဲ့ဒီမလို့နိုင်တော့တမန်တော်တာ လူလူညာတော့တယ်လူလူညာတော့ကျင်ရတယ်ဖျက်ရှင်ကချီးရောက်လာရောက်တယ်ဟုတ်တယ်ဟုတ်တယ်မလားလူလောကမှာလူလူညာမတော့တဲ့သူညာရှိလူလူညာမတော့လို့ဆိုရဲဒါဖျက်ရှင်ပြည့်တဲ့သင်္ခါဘလချုံပြောတာပဲဟုတ်တယ်မလားအဲ့တော့ဖျက်ရှင်ကသင်္ခါဘလဆိုတာချီးရောက်တာချီးရောက်ခြင်းဆိုတာလေးမျိုးရှိမယ်လို့ပြောတာနော်ချီးရောက်ခြင်းလေးမျိုးကဒါနဒါနဒါနဆိုအများကြီးသိတယ် လူရန်ကိုဆွန့်ကျင်တာပေးကမ်းအလုပ်ပါပါလေမပြရဝဆောက်ချစ်ဝဲတော်စကားကိုပြောတာမျက်နှာဝဲစကားကိုပြောတာနောက်ကပါလေအထာစီယသူတော်ဘာရဲ့အကျိုးပျက်စီးအောင်လို့ဆောင်ဘူးသူတော်ရဲ့အကျိုးကိုအောင်ကျိုးဖြည့်ဆည်းပေးတယ်ဘာတမန်တတ်တာလူကိုလူရသွင်းတယ်လူကိုအတိမပြုဒါရီရဲချင်းရောရကျောင်းတယ်အဲ့ဒါကိုမြတ်စွာဘုရားကသင်္ဃာတော့ဗလာနဲ့ပြောတာနော် စွမ်းအားတွေစွမ်းအင်တွေနော်မိမိတို့မစဉ်းစားကြရင်ဒီစွမ်းအင်တွေဒီလိုလိုမရှိနိုင်ဘူးဆိုတော့ရှိနိုင်တယ်ဟုတ်တယ်မလားအဲ့ဒါဆိုကိုယ့်ကိုအမြဲတမ်းစွမ်းအားရှိနေတဲ့ပုံပေါ်တယောက်ပဲဟုတ်တယ်မလားအဲ့ဒါဘာမှစိတ်တက်ကြတာမလို့တော့ဟုတ်တယ်မလားဘာလို့စိတ်တက်ကြတာလဲဆိုကိုယ်မှာစွမ်းအားမရှိလို့စိတ်တက်ကြတာဒီလေလိုလိုကိုယ်မှာရှိနေရဆိုရင်ကိုယ်စိတ်ကိုပြည့်နှက်တယ်လို့ရပါဘူးမှမဘုရားရှင်ဟောထားတဲ့ပညာဗလာဆိုတဲ့ ဒီစွမ်းအားတခုရှိနေဟာဒါဆိုငါစိတ်သက်သာကြောင်းရှိဘူးဘုရားရှင်ကဒီဟာကိုပညာတက်ခြင်းဟာပညာပညာကိုမှပြည့်စုံနေခြင်းဟာဘုရားရှင်ကစွမ်းအားပဲလို့ပြောတာလို့ရှိရင်ကိုယ်စဉ်းစားလိုက်တော့မစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ဘာလို့မစိတ်သက်ကြနေရပါလဲဘာလို့ဘာလို့ငါအငြင်းတင်နေနေရပါလဲဘုရားကလားအဲ့တော့ပြဆိုပါရဒီလူမျိုးကိုဗလာနေလေဟောလိုက်တယ်နော်ဒါအကြောင်းတရားတွေပေါ့နံပါတ်1ကဘာလဲဆိုတော့ပညာဗလာနံပါတ်2ကဝိရိယဗလာ နံပါတ်3ကအနာဝဆာဘလနံပါတ်4ကတေခဘလအဲ့တော့ဥဒ္ဓုံကိုစွမ်းအားကိုရောက်ဘေးမကြောက်တဲ့။ဘာလို့ရှင်လဲစွမ်းအားကိုကြောက်ဘေးလုံးမြောက်ဒီစွမ်းအားဒီမျိုးဒီတတိဒီပုံမှန်ရှိနေလို့ရှိရင်တဲ့ဖျက်ရှင်ကဘေးကြီး၅မျိုးကိုကြုံနိုင်မှရှိရဲ့တဲ့။ဒါတော့ဘေးကြီး၅မျိုးကိုကြုံနိုင်မှရှိတယ်။ဒီဘေးကြီးငါမျိုးကလူတိုင်းနဲ့တွေ့နေတွေ့ရတယ်တွေ့ရတယ်နော်ဘေးကြီးငါမျိုး ။အဲဘီဂျင်းကောင်းမျိုးမှာလို့ဆိုတာကလည်းငဘတိကပါလဲဆိုအာဇီဝိကဘေရပေါ့။အတ္တမွေးမှုပိုင်းအတ္တမွေးမှုဒွေမွေးမှုကြောင့်ဆိုင်ရပေး။နော်။အတ္တမွေးမှုကြောင့်ဆိုင်ရမှာလေဖျားရှင်ကဘေရဆိုတဲ့ဘေးတခုနေတာဟောတာ။သူတို့တို့ကမှစဉ်းစားကြည့်။အတ္တမွေးမှုကြောင့်ကဘေးလို့မြင်တာ။မမြင်ဘူးတော့မမြင်ဘူးတော့ဟုတ်တယ်ပါမမြင်ဒါပြဿနာကအတ္တမွေးမှန်းကြောင့်ဆံရဘူးလေဘေးတစ်ခုနေတယ်ဟုတ်တယ် ဟုတ်လားရှေ့ရတယ်တော့ချိတ်ပြတ်ပေါ့နော်ရှေ့ရစွမ်းအားဒီမျိုးရှိလို့ရှိရင်ကိုကဒီအတ္တမွေးမွေးကြောင်းနဲ့ပတ်သက်တဲ့ဘေးရန်အတေကိုလည်းကြော်လာနိုင်တယ်ရှိတယ်တဲ့ဟုတ်တယ်မလားဟုတ်တယ်လေယူတော့အတ္တမွေးဒီလောကမှာအတ္တမွေးမွေးတာကိုဘေးလို့မသိဘူးထိုက်အတိလည်းထိုက်ဘာမှပြည့်တာမရှိဘူးဒါပေမဲ့ကိုကပညာစွမ်းအားလည်းရှိနေတယ်ဝိညာဉ်စွမ်းအားလည်းရှိနေတယ်အနာဝဇ္ဇဗလာဆိုတဲ့အပြစ်ကင်းစင်ခြင်းဆိုတဲ့ကိုယ်စိတ်တည်းစင်ကြယ်ခြင်းဆိုတဲ့စွမ်းအားလည်းရှိနေတယ် ်အသင်္ဃမလားဆိုတဲ့ဒါဒီပဝန်းကျင်နဲ့ပတ်သက်တဲ့ဒီစွမ်းအားပေါ့ပဝန်းကျင်ကြောင့်ပဝန်းကျင်နဲ့ပတ်သက်ပြီးရလာတယ်ကိုယ်ကစွမ်းအားပေါ့ခင်ဗျာအဲ့စွမ်းအားလေးကိုယ်မှရှိလို့ရှိရင်တံမွေးဘာကြောင့်လဲပတ်သက်ပြီးမကြောက်ကြောက်ဆယ်မလို့ဘူးလေကိုလို့တဲ့တံမွေးဘာကြောင့်ကိုရင်းအောင်လို့ရဲတယ်ကိုယ်ကပညာတတ်နေပြီလေပညာနဲ့ပတ်သက်ပြီးတော့ပဝန်းကျင်ကလာတဲ့ဟာလေးအတံမွေးဘာကြောင့်လဲပတ်သက်ဘာမှအားမငယ်ရတော့ဒါကိုယ်ကစူးစမ်းအထောက်အကူတွေရှိနေတယ်ဘာမှကြောက်ဆယ်မလို့ဘူး ဟုတ်တယ်မလားအဲ့တော့ကိုလို့တဲ့အတံမွေးပွားကြောင်းကိုရေရေဝဝအတံမွေးပွားကြောင်းတစ်ခုနေလေလိုရေရေအဲ့တော့အတံမွေးပွားကြောင်းအာဇီမိကဘယဆိုတဲ့ဒီအတံမွေးပွားကြောင်းနဲ့ပတ်သက်ပြီးတော့ပြည်ကြုံလာတဲ့ဘေးကိုလေအဲ့စွမ်းအားလင်းလို့ရှိရင်ဘုရားရှင်ကကြော်လိုနိုင်ကြော်မြင်ရပါလေတဲ့မိမိတို့နေတဲ့လူလောကမှာလူဖြစ်တဲ့အမြောက်ဆိုင်ရဆိုင်ရအတံမွေးပွားကြောင်းနဲ့လိုရတယ်ဟုတ်တယ်မလားလိုတဲ့အချိန်မှာကို့မှာဒီဘုရားရှင်ပြတဲ့ စွမ်းအားရင်းလင်းလို့ရှိလို့ရှိရင်အတ္တမွေးကြောင့်လည်းကြုံလာတဲ့အခါမှာဘာမှမကြောက်ရွံ့နဲ့ဘာမှမတုံ့လုံနဲ့နော်ဘာမှတိမ်ငြိမ်နေတယ်ဘာမှစိတ်တကြနေတယ်နော်ဘာဒီလင်းမျိုးပြီးစွမ်းအားရင်းလင်းလို့ရှိရဲကွာဒီအတ္တမွေးကြောင့်လည်းပတ်သက်ပြီးတော့ဒီဘေးကိုလည်းအလိုကြော်သွားနိုင်ရမယ်သူအားဝေးရမယ်နော်အနမနိဘေးပါလေပေါ့ဘုရားရှင်ကဒီအာဇီအတိလောကဘုရား တိလောကဘုရားဆိုတော့ဒီတိလောကဆိုတာတော့ချင်းမွန်ချင်းကိုယ်တိုင်ကြောက်မှုဒီအတိလောကဘုရားကျတော့ကဲ့ရဲ့ခြင်းကိုပြောင်းလဲလဲတာလေတော့မချင်းမွန်အပြစ်တင်တတ်တယ်ကဲ့ရဲ့တတ်တယ်အဲ့ဟောင်းလေဘုရားရှင်ကဘေးရဘေးလို့ဟောတာနော်နော်အဲ့တော့ချင်းမွန်ချင်းကဲ့ရဲ့ဒီကဲ့ရဲ့ခြင်းပေါ့ချင်းမွန်ချင်းရဲ့စံကျင်ကကဲ့ရဲ့ခြင်းနော်ဒီကိုယ်တိုင်ကြောက်မှုရဲ့စံကျင်ကကိုယ်တိုင်မဲ့ခြင်းပေါ့ ဲ့ဒါကိုလေဘုရားရှင်ကဘေးရဘေးနေနေဟောတာဒီအိုင်းတဲ့လောကမှာမကြုံအောင်ဆိုတော့ကြုံရတယ်ဟုတ်တယ်မလားမိမိကဒီလောကလူဝန်းကျင်နဲ့မှာနေတဲ့အခါမှာဒီအပြစ်တင်ခံရခြင်းနော်ကဲ့ရခြင်းငကိုယ်ရင်းကြောကြာမှုကင်းမဲ့ခြင်းဒီလိုပဝန်းကျင်ကဒီလိုဘေးတွေလာနိုင်တယ်ပေါ့လာလို့ရှိရင်ကိုယ်မှာရှင်းမှာစွမ်းအားလေးမျိုးရှိလို့ရှိရင် ဘာမှမကြောက်ရွံ့နဲ့တဲ့ဒီဘေးတွေကိုလည်းဘုရားရှင်ကကြော်လောက်နိုင်ပါလေဘုရားစံသားကြီးလည်းဟုတ်ပါတယ်ဟုတ်တယ်မလားကို့မှာရှေ့မှာပြတဲ့ဘုရားရှင်ပြတဲ့ဗလာကြီးစွာအကြီးဒီလိုရှိနေလို့ရှိရင်အဝင်းကျင်ကရိုက်ခတ်လာမယ်ဒီအတိလောကဘေးရောင်ကိုကြော်လောက်နိုင်တယ်အမကိုစိတ်ဆံမလို့အေးရှေ့ကဒီစွာအကြီးဒီမျိုးကို့မှာချွေရနေလို့ရှိရောအဝင်းကျင်ကလာတဲ့ဒီအတိလောကဘေးရောင်ကိုကို့မှာစိတ်ကြကြဖြစ်သွားတတ်တယ် ဟုတ်တယ်မလားအဲ့တော့ဒါဒီအတိလောကဘုရားကအကျိုးတရားကိုတောတာနော်အဲ့အကျိုးတရားကိုကြော်လွန်တာကြော်လွန်နိုင်လို့ဆိုရင်ရှိတော့အကြောင်းတရား၄မျိုးကိုမှရှိနေလို့လေတကယ်စမ်းလို့မရှိဘူးလားဆိုတော့ရှိတယ်ဟုတ်တယ်မလားမိမိတို့အနေနဲ့ဒီလောကမှာစိတ်ကြကြတယ်လည်းရှိတယ်စိတ်တုံ့လုံးထောက်ထားတယ်လည်းရှိတယ်စိတ်ဆင်းရဲတယ်ရှိတယ်အဲ့လိုမှလည်းပတ်သက်ပြီးကြော်လွန်လို့ရှိရင်ကိုကရှိရစွမ်းအား၄မျိုးကိုကိုယ့်ကိုပြန်စင်ကြတာတကယ်လို့ရှိရင်ကိုယ့်ကို ဒီဘေးတွေလုံလောက်သွားနိုင်နေတယ်နော်နံပါတ်3ဘုရားရှင်ကဘေးကိုပါလဲဆိုတော့ဒီပရိဒတ်ဘေးอ่ะနော်ဒီပရိဒတ်အတွင်းမှာလူမျိုးပရိဒတ်အတွင်းမှာကြောက်ရွံ့မှုကင်းတဲ့ဘေးပေါ့နော်ရလူဘောကမှာသူကြားတဲ့ကိုဝင်ရတဲ့အခါမှာသာလေးကိုယ်မှာကြောက်ရွံ့တဲ့စိတ်တွေအားငယ်တဲ့စိတ်တွေတွန့်ဆွတဲ့စိတ်တွေရှိတတ်တယ်မလားရှိတတ်ကြတယ်ဟုတ်တယ်မလား ဲ့လိုကြုံတော့အဲ့လိုကြုံလာလို့ရှိရင်လေဘုရားရှင်ကိုယ့်ကိုအားတည်းဖို့တဲ့ဘုရားရှင်ရဲ့ရှေ့မှာစွန့်အားစွန့်ရည်လေးကိုထည့်ပေးလိုက်တယ်။နော်စွန့်ရည်လေးကိုကိုယ့်မှာကိုယ့်ကိုမမစွန့်ရည်လေးကိုရှိနေတာပဲ။ဘာလို့ဒီပြိတ္တိတွေငါဘာလို့မသွားရရမှာလဲ။ရဲဟုတ်တော့ရဲ။ပြီးတော့ဓမ္မထောင်ပြီးတော့သွားရဲ။ဟုတ်တယ်မလား။ကိုယ့်ကိုအားတည်းဖို့တဲ့ဘုရားရှင်ကိုပြောတာ။အဲ့တော့နံပါတ်၃အနေနဲ့ဒါပရိသတ်တရားပရိသတ်အတူကိုရဲဟုတ် ြော်လာကြီးပို့လို့လေပေါ့နော်အဲ့တော့ဘုရားရှင်ကပရိသတ်ကိုလည်းဘာလို့ဘေးနေနေဟောတာလဲပေါ့တကယ်တော့ဘေးဆိုတာကြောင်ရထိနေစရာလေဟုတ်တယ်မလားဘေးဆိုတာကြောင်ရထိနေစရာပရိသတ်ကလည်းကိုယ့်အတွက်ကြောင်ထိနေတာဖြစ်ဖြစ်နေတယ်ပေါ့ဟုတ်တယ်မလားဒါတခါကိုယ့်ကဘလောက်ပဲဟာဒီဒီစီတဲ့ဥစ္စာတွေရာလို့အာနာပါပါလေးရှိတယ်လို့ပြောတယ်ခရပရိသတ်နဲ့ကြုံလာလို့ရှိရင် တုံလုံးတက်စီဒီကြောင်းနေစီဖြစ်သွားတာဟုတ်မလားတို့ဖြစ်လာတယ်လေတို့ဖြစ်လာရင်ဘုရားရှင်ကအဲ့ကြောင်းနေတဲ့ဟာကိုကြော်လွားနေဖို့အတွက်ရှင်မဆွမ်းအောင်ဆွမ်းရည်လေးမျိုးရှိနေကြော်နေပါလေကို့မှာအဲ့လိုဒီကြုံလာလို့ရှိရင်ရှင်ရဆွမ်းရည်လေးမျိုးဆင်ခြင်ပြီးကို့ကိုတက်ပြီးဒင်းရမယ်ညာဒါစဉ်းစားနေရင်စိတ်ကြခွန်အားရပြီးလာနော်ဟုတ်တယ်မလားအဲဒါပြိဒါဘေးရဆိုတာဒါလည်းပဝန်းကျင်ကလာတဲ့ဟာလေး ောက်ခုလာခဲ့ပါလဲဆိုတော့ဘုရားရှင်ကမရဏဘေးရတယ်နော်။ဒါပေမဲ့မရဏဘေးရပြီးချင်းပြီးနော်။ဘုရင်ကတလားပြီပါလေကြောခဲ့ပါပြီတခုပြောခဲ့ဟုတ်တယ်မလား။တုတ်တာအဘိယတုတ်တာကိုပြောကြတယ်ပြီးချင်းပြီးနဲ့ဂျုံလာလို့ရှင်ဒီလိုဆွမ်းအားတွေရှိရင်ကိုဂျုံလာလို့ရတယ်ဆိုတာ။အခုဒီဗလာတုတ်တာမှာလည်းမြတ်စွာဘုရားကနံပါတ်၄ကိုလည်းမရဏဘေးရပြီးချင်းပြီးပြင်းပြင်းနဲ့ကြုံလာလို့ရှိရင်တော့ကို့မှာရှိရစွမ်းရည်ဒီမျိုးရှိနေလို့ရှိရင် ရေဝင်ကြော်လာရေဘာမှမကြောက်ကြူသေးဘူး။အစပြတ်စမကြီးကိုအားပေးလိုက်တာနော်။အားပေးလိုက်တာ။အဲဘာလို့တေကျင်းကိုဖခင်ကဘေးလို့ပြောတာလဲပေါ့။ဒီဘေးရဆိုတဲ့စကားလုံးကဒီကြောက်နှံ့စရာထိတ်နှံ့စရာတခုနေနေဖြစ်တဲ့အရာကိုနော်ဘေးရဆိုတဲ့ပါဠိအရကိုကြောက်နှံ့စရာထိတ်နှံ့စရာလို့အဓိပ္ပာယ်ရတယ်ပေါ့။ဒါတေကျင်းတရားဟာလေရဆင်းကြီးကြောက်နှံ့စရာထိတ်နှံ့စရာဖြစ်နေတယ် တကယ်လည်းဖြစ်နေကြမှာဟုတ်တယ်မလားအဲ့လိုဒီပြည်ချင်းတဲ့နဲ့ပတ်သက်ပြီးတော့ကြောင်းတဲ့ဇာထိတ်တဲ့ဇာကြီးဂျုံလာတဲ့ပေါ့ဒီဂျုံလာတဲ့အခါမှာကိုကအဲ့ဒါလို့ကြော်လွားနိုင်ဖို့အတွက်ရေအုံးကိုရေဆိုင်တဲ့ပတ်စုဖြစ်ရှိရဘလားဆိုဆွဲ့နေတယ်လို့ကိုမှရှိနေလို့လို့လေအမေကိုမြေမတင်တမရှိလားဆိုတော့ရှိတယ်ဟုတ်တယ်မလားအဲ့လိုတို့ကောင်မလေးအားလုံးမိတို့နေတဲ့ သိချင်းတရားဆိုရင်ဗရဏဗျာနဲ့ကြုံလာလို့ရှိရင်ကြောင်းကြောင်းကြာလို့နေလားဟိုတော့ဟုတ်တယ်မလားအသိချင်းကိုထက်တော်နေလို့လဲအတို့ဘလို့တရားမလို့ကြည့်ဘူးဘာကြောင့်ထက်တော်နေလဲအထက်တော်ကကြောင်းရှိတယ်တော့ချိန်တိုင်းကိုကြုံသွားနေတယ်အဲ့ဒါဒါပေမဲ့ကြုံတော့ကြုံရတယ်ကြုံလာလို့ရှိရင်ရင်ဆိုင်တိုင်းဖို့အတွက်ကိုယ်မှာစွန့်ရည်လေးကိုပြင်ဆင်ထားလို့ရတယ်ဟုတ်တယ်မလားကိုယ်မှာစွန့်ရည်လေးကိုပြင်ဆင်ထားလို့ရှိရင် ရင်းတဲ့ကြောင့်ကျွန်တော်တို့ကြောင်းထိတ်နေပါမှာဟုတ်နော်အနံပါတ်နည်းနေတာမရဏပေးရတည်ခြင်းတရားတွေနဲ့ကြုံလာလို့ရှိရင်ဒါလည်းကြုံလာဖို့လိုတယ်ကြုံလာနိုင်ဖို့လိုတယ်ဆိုပြီးဖျက်ရှင်ကနံပါတ်လေးနည်းနဲ့မရဏပေးရအောင်ပြရတယ်နောက်မရဏပေးရလည်းပြီးတော့ဒီနောက်ကဖျက်ရှင်ရငါးခုမြောက်ပေးရအောင်ပြတယ်ဒုက္ကဋိပေးရဆိုမကောင်းတဲ့ဘုံဘဝတွေရောက်လာတယ်လည်းကြောင်းလို့ကြောင်းလို့ကြပြန်ဟုတ်တယ်မလားအဲ့လိုလေဖျက်ရှင်က ဒီဒုက္ခတိကိုမကောင်းတဲ့ဘုံဘဝကိုဘယ်ရဘေးအနေနဲ့ပြောတာစဉ်းစားကြည့်မကောင်းတဲ့ဘုံဘဝကလည်းတကယ်တော့ဒီရောက်လာမှာကြောက်စရာဖြစ်တယ်လို့ထင်လန့်ကြတယ်ဖြစ်နေတတ်တယ်ဟုတ်တယ်မလားအဲ့ဘုရားရှင်ကဒီဒုက္ခတိဆိုတဲ့ပါဠိကိုမကောင်းတဲ့ဘုံဘဝကိုလည်းတော့ဘယ်ရဆိုပြီးဘေးနဲ့တွဲဟောတာလက္ခဏာတိခေါ်တာဘုံနော်အဲ့တော့မကောင်းတဲ့ဘုံဘဝကလည်းထိမ့်လန့်ကြောက်နေလန့်စရာကြီးဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ကြတော့ ဒါတည်တဲ့နောက်မှာဖြစ်သွားတယ်ဟုတ်ပါဘူး။ဒါတည်တဲ့နောက်မှာဖြစ်တယ်။ဒါဦးနဘုရားမသာဝင်နေတဲ့အကံကံရဲ့အကျိုးကိုလူကြီးတွေအလျောက်နောက်ဘဝတမန်တော်ဆိုတာအထက်တော့လက်ခံကြကြတာပေါ့။တခြားပုဂ္ဂိုလ်တွေတခြားဘာသာတွေမှာတော့လက်မခံတဲ့ဘိုင်းတွေရှိတယ်။ဟုတ်တယ်မလား။သူတို့တခြားဘာသာတွေကြတော့သူတို့ရဲ့ဖခင်နဲ့တွေ့မယ်။အဲသူတို့ဖခင်စကားနောက်လည်းသူတို့ဖခင်နဲ့တွေ့မယ်ပါပဲ။အဲအဲ့လိုတွေလက်ခံကြတာရှိတယ်ပေါ့လေ။အဲသူတို့သူတို့ရဲ့ဖခင်ဖခင်ကိုစန့်ကျင်လို့ရှိရင် အဲသူတို့နဲ့ဖះဖះနဲ့မတွေ့ဘူးနော်ဖះလက်မခံတဲ့နေရာရောက်တယ်အဲ့လိုကြီးဖြစ်တယ်ဟုတ်တယ်မလားဒါပေမဲ့ဒီဥရောပဒါဝတ္ထုကတော့မြတ်စွာဘုရားကဒုက္ကဋိဆိုတဲ့စကားလုံးတို့မကောင်းတဲ့ဘုံဘောမကောင်းတဲ့ဘုံဘောဆိုတော့ဥရောမြင့်နေအားဖြင့်တော့တိရိစ္ဆာန်တွေတွေ့တာတော့တိရိစ္ဆာန်တွေတွေ့တယ်တိရိစ္ဆာန်တွေကမကောင်းတဲ့ဘုံဘောလို့ဒါဘာလို့သုံးရတာဒါလည်းစဉ်းစားရှိတယ်ဟိုစီစဉ်ဥစ္စာခံစားမှုနဲ့စဉ်းစားလို့ရှိရင်တော့ဒီလိုတိရိစ္ဆာန်ကလူထက်သားတယ်ဟုတ်တယ်ဟုတ်တယ် ်စည်းစိမ်ဥစ္စာခံစားမှုတော့တက်လို့မရအောင်အတိဉာဏ်ပညာလက်ခံမှုနော်ဒါဒီကုသိုလ်အကုသိုလ်အကြောင်းအကျိုးတွေကိုလက်ခံနိုင်မှုအဲ့ဒါသိစိမ်နဲ့လူကွာသွားစေခဲ့တာကျန်တဲ့စည်းစိမ်ဥစ္စာခံစားမှုတွေကတစ်ခါလေလူထံတော်တိစိမ်နဲ့မြင့်နေတာဟုတ်တယ်မဟုတ်လားအတိပညာလက်ခံမှုတွေဟာကွာသွားတဲ့နေရာဒီတိစိမ်တွေကိုဒုက္ခိဘုံမှာထင်ဟာနော်ဘုရောထင်လား ကျန်တဲ့ငရဲတွေပါညထိုက်ပါတော့တဝေးရေပေါ့နော်။ဒီတချို့ကမြန်မာလက်ခံတာကိုအေးကိုယ်ကရောက်ပါလက်ခံမယ်ဆိုရင်တော့တော့ရောက်ပြီ။ဟုတ်တယ်မလား။တချို့ကျတော့လက်တွေမှာလက်တွေမှာယုံကြည်တာရှိရအောင်။လက်တွေမှာယုံကြည်တာဆိုတော့ကဲတော့ဟိုကိုယ်တိုင်းငရဲရောက်မှယုံကြည်မယ်ဆိုတော့တွားကြည့်လို့တွားပြီ။ဆောဟိုလက်တွေပေါ်ခွင့်နဲ့ယုံကြည်ရရအများကြီးရှိတာ။ဥပမာစဉ်းစားကြည့်လို့ရှိရင်ကအစစ်တီဖြစ်တယ်စဉ်းစားကြည့်။ဟုတ်တယ်မလား။ ကာစီကြီးဖြစ်လာတယ်သူကိုယ်တိုင်မမြင်ဘူးလားရှိမယ်လေအတူတိုင်မကြောက်ဘူးလားရှိမယ်လေသူများပြောလို့လားသူကြောက်သွားလိမ့်မယ်ဟောတိုင်မမြင်ဘူးဟောတိုင်လက်တွေ့မကြုံဘူးဆိုလို့ရှိရင်သူအဲ့လိုနေကြည့်ပါလားကိုယ်တိုင်လက်တွေ့ကြုံမှာသူကကတိုက်ကတိုက်ရင်ပြီးတယ်ဆိုတော့ယုံကြည်ဆိုရင်သူသိရယ်ဟုတ်တယ်မဟုတ်တချို့ကကျတော့အကြောင်းအကျိုးစင်ကြယ်ပြီးတော့လက်ခံရရှိတာအဲ့တော့ဒီအပယ်လေးပုံတွေငယ်ဘဝတွေရှိရယ်ဆိုတော့ ်ဘယ်မျိုးဆိုပါရအောင်ကြားနေရတာရှိတယ်။တချို့ကကိုယ်တိုင်ရောက်ခဲရတော့ပြန်တော့ရတာရှိတယ်။ဒီဘဝတွေကအစမပြေဘူးဆိုတော့သူတို့ကိုယ်တိုင်ကြုံရလို့သူတို့ကိုယ်တိုင်သိမြင်လို့လို့ပြောတာရှိတယ်။အဲ့ပြောတာတွေကိုကိုကလက်ခံထားလို့ရှိရင်ကိုယ့်အတွက်ကောင်းတယ်နော်။ကိုယ့်ရဲ့ဆုတောင်းဖြစ်ဘူး။ကိုယ်လက်မခံလို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ကောင်းလာဆိုတာဆုတောင်းဖြစ်တယ်များပါတယ်။နော်။အဲ့ဒီဆိုဗျာဒီ number 9အနေနဲ့ ဒုက္ခတိဘဝဒုက္ခတိဘေယဘောမကောင်းတဲ့ဟာဘုံဘဝကိုလေဘုရားရှင်ကဘေးအန္တရာယ်တစ်ခုနေလေဟောထားတယ်အဲ့တော့ဒီဟာကိုကတိထားဖို့ပဲလို့လေသွားရင်လိုက်လာချင်တော့လောကဘုဟုလေသူအကျိုးတရားကိုအကျိုးတရားကိုကိုလိုက်လာချင်သွားမယ်အရာမဟုတ်ဘူးနော်အဲ့ဒုက္ခတိဘဝကိုလေလွန်ပြောင်းဖို့အတွက်အကြောင်းရင်းပုံစံလို့ရှိရင်ဘုရားရှင်ကရှင်းမှာစွန့်အင်ဒီလိုပြောလိုက်တယ်မိမိတို့အနေနဲ့စွန့်အင်ဒီလိုရှိတာစဉ်းစားကြည့် ြည့်တယ်မလားဟုတ်တယ်လေမပညာဘာလာအကြောင်းအကျိုးစင်ကျင်နိုင်ဘူးနော်ပညာကတော့ပြေးတယ်အကြောင်းအကျိုးအကောင်းဆုံးစင်ကျင်ပြီးပြီတော့ပြေးသွားပညာရဲ့ပြုတ်ပဲအဲ့တော့ဝိနည်းကကျွန်တော်အဲ့အကြောင်းအကျိုးအကောင်းဆုံးရဲ့စင်ကျင်မှုတော့သူကတစ်စက်တက်ပြီးလှုပ်ဆောင်မှုဟုတ်တယ်မလားအဲ့လှုပ်ဆောင်မှုနဲ့ဒီနောက်အပြစ်ကင်းစင်မှုပြင်းစင်မှုဆိုတဲ့တစ်ခုထပ်ဝင်လာတယ်နာဝဇာပါကိုခေါ်တာဟုတ်တယ်မလားသူစင်ကျင်စင်ကျင်ဖျားရှင်ကဒီအကြောင်းတရားကိုလမ်းစင်ချတာ ပညာကသူ့ရဲ့အလုပ်ကအကြောင်းအကျိုးအကောင်းဆုံးစင်ကြယ်မှုပဲထားတယ်။သူကိစ္စပြီးသွားပြီ။နော်သူဆက်ဆက်မလာဘူး။ဆက်လာမှာကဝိရိယဆက်လာမှာကို။အကြောင်းအကျိုးအကောင်းဆုံးစင်ကြယ်မှုပြီးပြီဆိုတာနဲ့လုံးတဲ့လုံးထိုက်ဆိုတာဝိရိယအလုပ်တော်ဖြစ်သွားတယ်။နော်မိမိတို့အနေနဲ့ဒီလေးမျိုးဒီစွမ်းရည်လေးမျိုးမရှိဘူးလားဆိုတော့ရှိကြတယ်။ဟုတ်တယ်မလား။အချင်းချင်းမရှိတာပဲရှိမှာဟုတ်တယ်မလား။အနည်းနဲ့အများဒါတရက်တရက်မှာဒီစွမ်းရည်လေးမျိုးတော့တခုတော့ရှိရှိနေကြတယ်။ ောက်ဆုံးအနေနဲ့ညာကဲဒီသင်္ခါပလပဲကြည့်ပေါ့သင်္ခါပလနော်ယမိဘနဲ့သာသမီအပြန်လာကြည့်ရတာရှိရစီသင်္ခါပလမှာသင်္ခါလေးမျိုးကိုဆိုရင်ဒါနအပြည့်ကလူလာဆင်းရဲတာတွေကျူတာတွေအလုံးအပါတာပဲနိကိုမိဘနဲ့သာသမီအဲချက်လို့ကြည့်ရတာအဆရှိတယ်မလားအနေလိုက်ဒါနရှိတာလေဟုတ်လားတော့ပြရားဝိဇ္ဇာဆိုတဲ့ချူရတာစကားပြောတာ ဟုတ်တယ်မလားအတားအဲ့ဒါတကယ်ရှိနေတာပဲလေနော်နောက်ဒီဒီဘအထာစီကအကျိုးတရားတူကျိုးကိုဖြည့်ဆည်းပေးတာပေါ့ဒါလည်းရှိနေကြတာအဲ့တော့နောက်ဆုံးရုပ်ဆောင်အစိုးရတဲ့တူရဲ့တူအဝတ်တွေရှော်ပေးတာအစဟုတ်တယ်မလားနော်အဲ့ဒါရှိနေတာပဲလေအဲ့ဒါဒိုင်းကောင်တော်တွေဒိုင်းကောင်တော်တွေရဲ့အဝတ်တွေကိုကိုယ်တိုင်ရှော်ရတာမရှော်ပါဘူးစက်စက်စက်နေရှော်ရတာဟောစက်ကတော့စက်ကတော့ဟုတ်လားအမှန်တော့ပြန်လာ အာဒါဆိုစဉ်းစားကြည့်ရအောင်မတင်ကားပလတယ်မှာကိုယ်နေမြန်တယောက်ရှိနေတာနော်အနေတိုင်းနေတိုင်းရှိနေဆွမ်းအားနေတယ်ကြလားဒါတွေကိုကိုယ်ဆွမ်းအားလို့မြင်ချင်မှမြင်ပါတယ်အခုကမနေခဲ့တာလေနော်ကိုယ့်ကိုအဲ့ပြန်စင်ကြီးပြောရဒါတွေကမြတ်စွာဘုရားကဗလာဆိုတဲ့ဆွမ်းအားဆွမ်းရတူနေဟောတာပဲဒါတွေကကိုယ့်အတွက်ဆွမ်းအားတွေပဲပေါ့ဒါဆိုလေကိုယ့်အိမ်မှာအဝတ်မိမှုတိုင်ရတော့သူများအဝတ်မိမှုတိုင်ရတော့မှာနော်ဆွမ်းအားတွေနော်အဲ့ဒါ ဆိုတော့အဲ့ဆွမ်းအား၄မျိုးတွေဒီဆွမ်းအားတွေကိုယ်မှာရှိလို့ရှိရင်ဖျားရင်ပြောတဲ့ဘေးကြီး၅မျိုးလွန်ရောက်နေတယ်အဲ့ဘေးကြီး၅မျိုးကြောက်စရာမလိုဘူးတဲ့နော်အဲ့တော့တကယ်စမ်းလိုက်တော့ဒီ၄မျိုးလုံးကကိုယ်မှာရှိနေကြတာလေအဲ့တော့တွေ့ကြုံလာနိုင်တဲ့ဘေးအန္တရာယ်၅မျိုးအဲ့ဘေးအန္တရာယ်၅မျိုးပတ်သက်ပြီးတော့လေဘာမှကိုယ်မှာကြောက်ရွံ့နေတယ်ဘာမှတုံ့လို့မနေနဲ့ဘာမှဆွေးရင်ပြူပါလိမ့်ဘာမှအားနေနေတယ်ကိုယ်ကိုပြစ်တင်မှုလို့ ်ဟုတ်တယ်မလားအဲ့လိုကိုယ့်ကိုမြင့်တရားကောင်းမြတ်မသိဘူးဆိုရင်သူအားမေပါတာပဲလေအခုဘုရားရှင်ပြတဲ့ဒီဗလာတုတ်တံကြီးလို့ရှိရင်ကိုယ့်ကိုအများနဲ့မြင့်တယ်လို့ရားရတာတခုဘာမှအောင်မဲစားမရှိတော့ဘူးနော်ဒါအခုဒီအခုမြတ်စွာဘုရားခုပြတဲ့ဒီဗလာတုတ်တံကစဉ်းစားကြည့်လို့ရှိရင်အကြောင်းတရားတွေနဲ့ဖြည့်ဆည်းရမှာကဗလာဆိုတဲ့စွန့်အင်ပြီးမျိုးပညာဗလာဝိရိယဗလာအနာဝဇဗလာတေဃဟဗလာ အိပ်ပလာလေးမျိုးကအကြောင်းတရားပဲမိတို့အနေနဲ့ဒီစွမ်းအင်တွေကိုယ်မှာဖြစ်သွင်းနေရတယ်ဒီစွမ်းအင်တွေကကိုယ်မှာရှိမှဆိုတော့ရှိကြတယ်အဲ့တော့အကျိုးတရားအနေနဲ့ဆိုတော့တွေ့ကြုံလာရနိုင်တဲ့ဘင်းအန္တရာယ်၅မျိုးအိပ်ဘင်းအန္တရာယ်၅မျိုးပါလေနော်ဒီဥစဉ်ပြောလိုက်ပြီအိပ်ဘင်းအန္တရာယ်၅မျိုးအမောင်းပါလေကျော်လာနိုင်တယ်အာဇီဝိကဘေးကအတ္တမွေးဝါးနဲ့ပတ်သက်တဲ့ဘေးနော်အတိလောကဘေးကပဝန်းကျင်ရဲ့ ကဲ့ရဲ့ပြည့်တယ်မှုနော်ရက်ခတ်မှုတွေပြီးနော်နောက်ပရိဒတ်နော်ဘုရားပရိဒတ်ထဲမှာရေဝုံးဝင်ဝင်နိုင်တဲ့တတိရှိဝင်နိုင်တဲ့ကျော်လာနိုင်တယ်ပြီးနော်ပရိဒတ်တွေဝင်ရမှာကြောက်ရွံ့နေတာရှိတယ်မလားအဲကျော်ကျော်နေတယ်ပြီးနော်နံပါတ်၄ကျတော့မရဏဘုရားတည်ခြင်းနဲ့ကျော်လာလို့ရှိရင်ကျော်လာနိုင်ရမယ်နော်ဒါမရဏဘုရားနံပါတ်၅ကဒုက္ခတိဘုရားနော် ဒီဘဝနဲ့ဖေဘဝတော့မသိဘူးခေါင်းထဲပေါ်မှာရောက်မှာမသိဘူးဘာမှအားနေမနေဘူးဘယ်မှာလဲဒါထက်တွေးစားဘူးဒါတွေးနေရင်ဘူးနေအောင်လေကိုယ်မှာအကြောင်းတရားရှိလို့ရှင်အကျိုးတရားကသူ့လိုရောက်သွားတာပဲမကောင်းတဲ့အကျိုးတရားလို့ရှင်ကြုံတော့သွားနိုင်တယ်နော်အားရောနေနေတာဒီနေ့ဒီတရားယူနာမင်းနော်ဒီနှစ်လပြည့်ကိုယေရှုကြီးကုသိုလ်ကောင်းမှုတွေပြုခဲ့တဲ့အခါမှာဒီပြဇော်ဘုရားဣဝရဏဒီကေ နောကန်ဒီပတ်မှာဟောထားတဲ့ဒီဗလာတုတ်တံကိုအချိန်ခံပြီးဆွမ်းအားကိုရောဘိမကြောင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီတရားလေးကိုကိုစီကိုငါနိုင်ယူမှသာကြပြီးတော့နော်ကိုနိုင်တဲ့လိုက်တာကျန်တော့ပြီးတော့လောကကိုလည်းကိုစီကိုငါအလားစင်နေတော့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များကိုစီကိုငါဖြစ်နိုင်ကြပါစေကုန်တည်း